စကိုင်းတိုင်းမွန်ရွာမြို့မှာစစ်ရှောင်တွေနှစ်ချီနေထိုင်နေတဲ့မွန်ညံတံမုတ်တွေဖျားဝင်တဲ့ကိုစကောင်စီတပ်ကလာရောက်တက်ဆွဲလိုက်တယ်လို့သတင်းရရှိပါရယ်။အာနာသိမ့်ပြီနောက်ပိုင်း2021ကလေးကမွန်ရွာမြို့နယ်ထဲမှာစစ်ကောင်စီကစစ်ကြောင်းထိုးတာတပ်ဖြတ်တာတွေကိုပြုလုပ်ခဲ့တာကြောင့်ဂျေးရွာတွေကနေတင်းရှောင်လာခဲ့ကြရပြီးမွန်ညံတံမုတ်တွေဖျားဝင်တဲ့မှာစစ်ရှောင်တွေနေထိုင်နေတာ၄နှစ်ကျော်ရှိပြီလို့သိရပါရယ်။ဒါပေမဲ့စက်တင်ဘာတတိယပတ်အတွင်းမှာတော့စစ်တပ်ကအဲ့ဒီဖျားဝင်တဲ့မှာတက်လာဆွဲလို့ စစ်ဆောင်တွေနေထိုင်ရေးအခက်အခဲတွေရှိနေတယ်လို့စစ်ဆောင်တွေနဲ့နှိစက်သူတွေကပြောပါတယ်။ဒီလိုမျိုးအထိုင်ချတက်ဆွေးတာတွေပြုလုပ်လာတာဖြစ်တဲ့အတွက်ကျေးရွာကပြည်သူတွေတိမ်းရှောင်နေရတာတွေရှိတယ်လို့စစ်ဆောင်တွေကိုကွန်ကြီးပေးနေသူတို့ကပြောပါတယ်။စစ်ဆောင်တွေနေတဲ့ဖျားเจ้าတွေမှာတက်လာဆွဲတာကြောင့်အဒီเจ้าတွေမှာရောက်နေတဲ့စစ်ဆောင်တွေလည်းပြင်မိနေတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်ဖျားတဲ့တက်ဆွဲထားတဲ့စုပ်စုဟာဖျားအဝင်ကနေလမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးဆစ်ဆဲတာတွေပြုလုပ်ပြီးငွေညှစ်နေတယ်လို့ မုံရွာဒေသခံတွေကဆိုပါတယ်ဒီလထဲမှာပဲမုံရွာအရတော်လမ်းပေါ်ကကြောက်ကရွှေကူနေဖျားမှာလဲစစ်ကောင်စီတပ်ကလာရောက်တက်ဆွဲလိုက်ပြီးလမ်းတော်လမ်းလာတွေကိုစစ်ဆင်းနေတယ်လို့သိရပါတယ်ရှင်။